ဒီမနေ့တော့ယုံကြည်သူခရိယန်ဘာသာဝင်ဓမ္မမိတ်ဆွေအပေါင်းနဲ့ညီကိုမောင်နှမများကိုတမချန်းစာတွေကလေးလာစရာလေးတချို့ကို sharing လုပ်ချင်ပါတယ်အဲ့တော့ကအပိုင်း harmonic ရဲ့ဘာသာရပ်ဖြစ်ပြီးမှ အပိုင်း၃၄ေကိုကျွန်တော်ဆွေးနွေးတော့မှာ ဖြစ်ပါလေ။ဂျက်စာအနဲ့အတိတ်ပဲဖွင့်ဆိုတော့ဘာသာရက်ဆိုပြီးမှခေါင်းစဉ်တတ်ထားပြီးခေါင်းစဉ်သေးကတော့ငကူငကူမူလဘာသာစကားကိုဦးစားပေးပြီးမှအတိတ်ပဲဖွင့်မှာဖြစ်ပါလေ။ဆိုတော့တမာကျန်းစာကိုလေ့လာတဲ့အခါမှာ ဓမ္မသစ်ဓမ္မသစ်ကျမ်းစာကိုဂရိဘာသာစကားနဲ့ရေးသားထားပြီးဓမ္မဟောင်းကျမ်းစာကိုတော့ဟေဘဲဘာသာစကားနဲ့ရေးသားထားတယ်တချို့ကျမ်းပိုက်တွေကိုတော့အာရမိဘာသာစကားနဲ့ရေးသားထားတယ်ဒါသူတို့ရဲ့မူလဘာသာစကားဖြစ်တယ်အဲ့ဒါကိုကျွန်တော်အင်္ဂလိပ်လိုဘာသာပြန်လဲပြီးတော့မြန်မာလိုဘာသာပြန်မယ်ပေါ့နော် ဆိုတော့ဒီကျမ်းစာထဲမှာရေးထားတဲ့အတိတ်ပဲအတိတ်ကြောက်ကိုသိဖို့အတွက်ကလကုံမူလဘာသာကိုကျွန်တော်ပြန်ထောက်ပြီးမှလေ့လာလို့ရှိရင်အတိတ်ကြောက်ကို နားလည်သဘောပေါက်နိုင်လဲဆိုတော့ကိုသိရပါတယ်ဒါကြောင့်စာပေကိုလေ့လာတဲ့အခါမှာเนาะဘယ်လိုလေ့လာကြမှာလဲ အဓိကဝါကျစကားအသုံးနှုံးလေးတွေပြီးတော့တရားပြီးတော့အချိန်ကာလဘယ်အချိန်ကရေးခဲ့တယ်ဝါကျတိဆောက်ပုံစသဖြင့်ဒါတွေကို ကျွန်တော်တို့ကလစ်လူရှုလို့မရပါဘူးဒါတွေကို ပြန်ပြီးတော့သုံးရပါတယ်ပြီးတော့စကလုံးရဲ့တတန်းဒါတွေကိုကျွန်တော်တို့ထည့်တွေ့ပြီးတော့လေ့လာရပါတယ် ဥပမာအားဖြင့်ကျွန်တော်တို့အင်္ဂလိပ်စကားလုံးတစ်ခုကိုကျွန်တော်တို့လေ့လာကြည့်မယ်ဆိုပါစို့ atonement နော် atonement ဆိုတဲ့စကားဟာဘာအတိတ်ပဲလဲဆိုလို့ရှိရင်အအပြစ်ဖြေရဖို့လို့အတိတ်ပဲပေါက်ပါလေအပြစ်ဖြေရဖို့ဆိုတော့ကိုကျွန်တော်နော်ကြည့်တဲ့အခါမှာကျွန်တော်ဒီလိုမြင်ရမှာဖြစ်ပါတယ်နော် AD atonement နော်အပေါ်ကဟာ atonement အပြစ်ဖြေရဝို့လို့အတိတ်ပဲပေါက်တယ်ပြီးတော့အဲ့ဒီဟာကိုအပိုင်း၃ပိုင်းပိုင်းလိုက်တဲ့ခါမှာဘလို့တွေ့ရလဲဆိုတော့ at one man ဆိုပြီးမှကျွန်တော်အတိတ်ပဲပေါက်သွားတယ်ဆိုအတိတ်ပဲတခြားစီဖြစ်သွားတယ်ဆို atonement ဆိုရဲအတိတ်ပဲဟာအပြစ်ဖြေရဝို့လို့ ဆိုတဲ့နေရာမှာကျွန်တော် space bar လေးချပြမှာရေးမိခဲ့လို့ရှိရင် at one ment တခုတီးသောအကြောင်းအရာပေါ်၌ဆိုပြမှာအထိတ်ပဲပေါက်သွားတယ်အဲဒါမျိုးလေးတွေပေါ့နော်ကျွန်တော်တို့ပုတ်ဖြတ်ကလေးတွေပုံမှတ်လေးတွေအဆက်ချတော်လေးတွေအဲ့တော်လေးတွေကအရန်ဟိုအထိတ်ပဲကွာချားစရာဖြစ်တယ်ကွာပွားနိုင်စရာဖြစ်တယ်ဒါလေးတွေကိုလည်းကျွန်တော်တို့ကနမောနမေဖတ်မိသွားလို့ရှိရင် အတိတ်တွေကတက်တက်ဆင်လွဲသွားတတ်ပါလေနောက်တစ်ခုက Bigotten Sun Bigotten Sun ဆိုတဲ့အတိတ်တွေကိုကျွန်တော်တို့သိနားမလဲကြောက်ဆိုတော့အမှန်တော့အဲ့ဒါ Greek ဘာသာနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ Monogene လို့အတိတ်ပဲရတယ် Monogene ပေါ့နော် So Bigotten နဲ့ကျွန်တော်တို့ Birth နဲ့မတူပါဘူးဆိုတော့ယောဟန်36မှာ Bigotten Sun လို့ ဟောပြထားတဲ့အခါတချို့ယုံကြည်သူတွေကခရစ်တော်ကိုဖျားသခင်ကမွေးဖွားသလားဆိုပြီးမှထင်စရာဖြစ်တယ်။အဲမွေးဖွားတယ်ဆိုတဲ့စကားကတော့ birth ပေါ့နော် bring forth to birth တူတာဒါပေမဲ့ be gotten ဆိုတာကမွေးဖွားတာမဟုတ်ဘူးအတူရှိနေခဲ့ခြင်းဆိုတဲ့အတိတ်ပဲပေါ့တယ်ဒါလေးကိုလည်းကျွန်တော်တို့နားလည်ရမှာဖြစ်ပါတယ်။ဆိုတော့ဟိုအရင်ရှေ့ကဒီသင်္ကန်းစာတွေမှာ ရားကိုဘုသူဖန်ဆင်းလဲလို့မေးလာတဲ့အခါမှာကျွန်တော်ဖြေရှင်းထားတာရှိတယ်။ဘုရားကိုသာဝရဘုရားကဖန်ဆင်းတယ်ဆိုလို့ရှိရင်သာဝရဘုရားကိုဘယ်ဘုရားကဖန်ဆင်းတယ်လဲဆိုပြီးမှမေးခွန်းကမဆုံးတော့အဲအဲ့အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့က begotten ဆိုတာပေါ့ကျွန်တော်၃00ကျင်ဖြစ်တယ်ဖရားကိုဘယ်သူမှမဖန်ဆင်းဘူး တိုနီလကောင်မန်ယေရှုခရစ်တော်ဟာလည်းဖျားဖြစ်သောကြောင့်သူ့ကိုဖန်ဆင်းတဲ့သူမရှိဒါပေမဲ့ဖျားသခင်နဲ့အတူရှိခြင်းလို့အတိတ်ပဲပေါက်ပါတယ်နောက်တစ်ခုကအစကတည်းကရှိနေသောပုဂ္ဂိုလ်ကိုကျွန်တော်တို့ begotten လို့ခေါ်ပါတယ်အဲ့လိုအနှဲ့ဖွင့်လို့ရတာပေါ့နော်ပေါက်ဖွားလာခြင်းမဟုတ်ဖဲနဲ့အတူရှိနေခြင်းတဘာဝအတူဆက်နွယ်နေခြင်းဆိုတဲ့အတိတ်ပဲကိုကျွန်တော်တို့ဆောင်းပါတယ်ဒီလိုယူဆလို့ရပါတယ်နော် ဒိဗ္ဗေတချို့တွေဟာနားလေလွဲစရာဖြစ်တယ်အဲ့ဒီအတုံးနှုံးလေးတွေကို ကျွန်တော်တို့ကဟိုအဖြတ်အတောက်ကလေးတွေပါအစပေါ့နော်ဟိုမြန်မာစာမှာမြန်မာကျမ်းစာထဲမှာလည်းရှိပါတယ်နော်စာလံကျမ်းတစ်ခုမှာပေါ့နော်စာလံကျမ်းအာ chapter တစ်ခုနော်သာရဖရာဖရာမရှိဟုမိုက်သောသူတင်တတ်ဤ ပြောတဲ့အချက်မှာကျွန်တော်ဖျားမရှိဆိုတဲ့နေရာမှာကျွန်တော်ဖြတ်ထားလိုက်လို့ရှင်ကျောင်းစာထဲမှာဖျားမရှိတဲ့အကြောင်းရေးထားတယ်ကွာလို့ကျွန်တော်တို့အလွဲယူသွားစရာဖြစ်တယ်ဒါပေမဲ့သူ့ရဲ့အနောက်မှာ statement တခုကဆက်လာနော် who my thought to tend that တဲ့အဲဒါမျိုးလေးတွေပေါ့နော်ဆိုတော့ဒီ the full meaning ပေါ့ statement တခုရဲ့ full meaning ကိုဆက်ဖတ်သွားရမယ်ဟိုကွက်ကွက်ယူလို့မရအောင်အဲ့တော့ကျန်းစာ ပြီးအကြောင်းကိုတိတိချာချာကောက်ကောက်နောက်နောက်ရှင်းရှင်းလင်းလင်းသိကျင်တယ်ဆိုလို့ရှင်တော့ကျွန်တော်တို့ chapter တစ်ခုလုံးကိုဖတ်ရင်ပို့ပြီးမှထင်ရှားတယ်ဆိုတော့ကျွန်တော်နားလည်ရမှာဖြစ်ပါတယ်ဆိုတော့ဒီမိနစ်ပြန်ပြောပြပါမယ် atonement ဆိုတာကဘာလဲဆိုလို့ရှင်ကျွန်တော်အပြစ်ဖြေရဖို့ပေါ့နော်အပြစ်ဖြေရ ပြုရတဲ့ဘုကိုကျွန်တော် atonement လို့ခေါ်တယ်အဲ့ဒီဟာကိုကျွန်တော်အပိုင်း၃ပိုင်းလေးပိုင်းလိုက်တဲ့ကမှာ at one man ဆိုပြီးမှဖြစ်လာတယ်အဲ့ဒါကအတိတ်ပဲတခြားစီဖြစ်သွားတယ်ဒါလေးကျွန်တော်တို့ကသိထားရမှာဖြစ်ပါတယ်စံစာဖတ်တဲ့ခါမှာဥမဂရှန်ကဆာလုံးလေးတွေကျန်ရင်ခဲတာတို့ထဲမိလိုက်တာတို့စသဖြင့်ပေါ့နော်အဲမြန်မာဘာသာမှာလည်း မြန်မာအရေးသားမှာလည်းတချို့ဟာလေးတွေကမရှင်းမလင်းဖြစ်တတ်တယ်စင်တူယိုးမလေးတွေဖြစ်တတ်တယ်အဲ့ခါကျကျွန်တော်တို့ကအင်္ဂလိပ်ဘာသာနဲ့ပြန်သွားမယ်အင်္ဂလိပ်မှာမှရှုပ်ထွေးသေးမရှင်းသေးဘူးဆိုရှင်သူ့ရဲ့ original ဖြစ်တဲ့အာနော်တမောင်းဖတ်မယ်ဆိုလို့ရှင်တော့ Hebrew ကိုကျွန်တော်သွားရမှာဖြစ်ပါတော့ Hebrew ပိုက်ပါနော်နော် Lexinger တို့နော်ဟို ။ဒါအရှင် concordance ဆိုအဲ့ဒါလေးကျွန်တော်ပြန်ကြည့်ရမယ်။ပြီးတော့ new testament ကိုသွားမယ်ဆိုလို့ရှင်တော့ကျွန်တော် greek ကိုကြည့်ရမှာဖြစ်ပါတယ်။ aramaic လည်းရှိရယ်။ဒါလေးတွေကိုကျွန်တော်တို့တတိထားပြီးမှအစဉ်ချင်းပြီးမှဖတ်သွားရမှာဖြစ်ပါတယ်။ဆိုတော့အကြောင်းကိုအနည်းငယ်ဝေငှတင်ပြရင်းနဲ့ဆွေးနွေးကြည့်ပါတယ်။ပြတော့မှဒီသင်သင်ခန်းစာပြီးလို့ရှင်အာအပိုင်း 3B ကိုကျွန်တော်ဆက်သွားမှာဖြစ်ပါတယ် ရောက်စီတန်းကိုဖျားသခင်ကောင်းကြီးပေးပါစေတည်ရှိကြတော့သူရောက်စီတန်းဒီလေဘုဟုသုတအသစ်အတွေးသစ်အမြင်သစ်ကိုမသိသာသေးသောအရာကိုထပ်မံ၍သိရတယ်လို့ခံယူခြင်းအဖြစ်ယူတတ်မယ်ဆိုရင်ဘယ်သူမှဆိုအကျိုးရှိမှာဖြစ်ပါတယ်လို့ရောက်စီတန်းကိုဘာသာတိုင်းကိုညီကိုရင်းကဲ့သို့သဘောထားပြီးမှလေးစားချစ်ခင်လျက်ကျွန်တော်ဝေငှားခြင်းဖြစ်ပါတယ်ရောက်စီတန်းကိုဖျားသခင်ကောင်းကြီးပေးပါစေ